မေလာ၁၇ရက်နေ့မှာကြာရောက်ခဲ့တဲ့ကဆုံလာပြည့်နေ့မှာငလင်ဘေးဒဏ်အထိမန္တလေးမြို့မှာဖျားဖို့လာရောက်သူတွေညောင်ရီသွန်းလောင်းသူတွေနဲ့စတုတ္တိတာကျွေးမွေးသူတွေနဲ့ဆီကားခဲ့ပါတယ်။ဟန်နာသတင်းပေးပို့ထားပါရခင်ဗျာ။ကဆုံလာပြည့်နေ့မှာမန္တလေးမြို့ရှိဖျားစီကြီးပထိုးရီမှာဖျားဖို့လာရောက်သူတွေနဲ့ဆီကားခဲ့ပြီးစတုတ္တိတာကျွေးမွေးလူတန်းသူတွေလည်းများပြားခဲ့ပါတယ်။လာပြည့်နေ့မနက်ပိုင်းမှာမန္တလေးတောင်ချီရှိကုရိုတော်ဖျားမှာဖျားဖို့လာရောက်သူတွေတဖွဲ့ဖွဲ့ရောက်ရှိလာကြပြီး ဖျားဖူးလာရောက်တဲ့အချိန်ကြီးကိုဖျားဂောဘကကဖျားဂောဘကအဖွဲ့ဝင်ကပြပြပါတယ်အခုဒီမာလောကမာရဇင်ကုသိုလ်တော်မြတ်စွာဘုရားကြီးဆိုတာမင်းမွန်တရားကြီးရဲ့ကုသိုလ်မြောက်များစွာထဲမှာအကောင်းဆုံးနဲ့အမွန်များဆုံးကုသိုလ်လို့ကျွန်တော်များစာပေဒီအရဖတ်ရတယ်ပေါ့နော်ဒါမှမဟုတ်သူ့ကုသိုလ်တော်လို့သူပြောပါတယ်ကုသိုလ်တော်ဆိုတော့အမတန်တော်တဲ့ကုသိုလ်ပေါ့ခတ်လို့လည်းပြောလို့ရှိရင်ဒါမှမဟုတ်ဒီနေ့မှလည်းပဲကဆုံလာပြီးနေကြောက်တဲ့အတွက်ဒီမှာကျွန်တော်ကမြင်တဲ့အတိုင်းပါပဲဖျားဖူးတွေကပုံမှန်ပေါ့နော်အဲဒါ ကြွရောက်ပြီးတော့မြတ်စွာဘုရားရှင်ကိုဝစင်ခါရခါစားပြီးတော့မှကျွန်တော်များဂရုကာရမပြုကြပါတယ်ပြီးခဲ့တဲ့နှစ်တည်းကလည်းဒီလိုပါပဲအဲပြုစုပြီးတော့ဒီလိုပဲမြတ်စွာဘုရားကိုပူဇော်ကြတာပဲဒီနေ့လည်းပဲအခုမြင်တဲ့အတိုင်းပဲပူဇော်ကြပါတယ်သူများကလည်းပဲဟိုတဘာဝဘေးအန်တွေခေါ်တာပေါ့တဘာဝဘေးအန်တွေငင်းကြီးလှုပ်လိုက်တဲ့ခါကျတော့နည်းနည်းလေးတော့နော်အဲလူများတမျိုးတော့ဟိုထိတ်လန့်ပြီးတော့ကြောက်ရွံ့သွားတော့ရှိပါတယ်ဒါမှမဟုတ်ဘလောက်ပဲကြောက်ရွံ့ထိတ်လန့်နေဖြစ်ဆိုရင်ဒီဘုရားကြီးကိုလာဖို့အရေးကြတော့ ဘယ်သူမှမကြောက်ရမှာဘူးဘယ်သူမှလည်းပဲနောက်မဆုတ်ကြပါဘူးအခုမြင်တဲ့အတိုင်းမှာပဲဒီလောက်ငင်းနေလှုပ်ပြီးတော့ဒီလောက်ဟိုဒုက္ခရောက်နေတယ်ပေါ့နော်ဒါကတော့ကျွန်တော်ပြောလို့လည်းရပါတယ်အဲ့ဒီဂျားရရကိုပဲကျွန်တော်တို့မာလောကမှာလည်းဒီခုဆိုတော့မြတ်စွာဘုရားကြီးကိုလာရောက်ပြီးတော့ဂရုဂါရဝပြုကြတဲ့ပုံကူများစီကားလို့လင်းပါတယ်ကဘာမတန်အမွေနှစ်စင်းဝင်ဖြစ်တဲ့အပြင်ကဘာအကြီးဆုံးစာအုပ်ကြီးလို့တင်စားကြတဲ့ကုရုတော်ဘုရားအပါဝင်စန္ဒမုန်နီဘုရားကျောက်တော်ကြီးနဲ့မန္တလေးတောင်တို့မှာဘုရားဖူးပြည်သူတွေလာရောက်ခဲ့ကြပါတယ် ဒါအပြင်ငလင်တန်းကြောင့်ဆူဆူရွရွပြိုကျခဲ့တဲ့မဟာမြတ်မှုနှင့်ဖျားကိုလည်းကစုံလပြင်းနေအတွက်တရက်တာဖွင့်လှစ်ပေးခဲ့ပါတယ်။ဒေဒုက္ခတွေဒီကလုပ်ငန်းကနေလည်းဒီစိတ်မပြေအဲ့လိုမျိုးတွေပေါ့ကိုဖျားတာလားနဲ့စိတ်ကဖျားတယ်မှစိတ်မပါဘူးပေါ့အဲ့လိုမျိုးတွေဖြစ်နေပေါ့မာရဲ့ဖျားတော့ခတိုင်းလို့တော့စိတ်မပျော့ရွှင်ဘူးပေါ့ဒါတော့လာရတာပေါ့ဒါရီသူတော်နဲ့ဒီဘေးအနေနဲ့ငရင်လောက်တဲ့ဘေးအနေနဲ့ကင်းလွန်အောင်ပေါ့အနေနဲ့ကင်းအောင် နောက်တဲ့ဒီလိုလက်ထက်မှဖြစ်ပါသေးတယ်စူတောင်းရတာပေါ့မရှလာ28ရက်နေ့ကစကိုင်းမြို့အညီကိုဗဟိုပြူပြီးလှုပ်ခတ်ခဲ့တဲ့အရာပြင်းငလင်ကြီးကြောင့်မန္တလေးမြို့မှာလူနေအိမ်ပေါင်း၄000နေရအစိုးရရုံးဌာနအဆောက်အုံရဲ့45ရာခိုင်နှုန်းဟိုတယ်အဆောက်အုံ80ဘဏ်အဆောက်အုံ60နဲ့စူပါမားကတ်နှစ်ခုထိခိုက်ပျက်စီးခဲ့တယ်လို့မြန်မာစာပေရဆတ်ရှေအပရလ၄ရက်နေ့ကထုတ်ပြန်ထားတဲ့သုတေသနစာရင်းအရာတီးရပါတယ်ကျွန်မဟန္နာပါ